တန်းဆယ်မျိုးနဲ့ကတူးမကြီးရွာရှိစီဆိုင်နဲ့စားတောက်ဆိုင်ကို လေရင်ဖြစ်စစ်တပ်ကဘုံကျဲမှု ကိုဝင်ဆောင်အမျိုးသမီးအပါဝင်တေဆုံသူ10ဦးကျော်လာပြီးဒဏ်ရာရရှိသူများပါထပ်မံတေဆုံတန်းဆယ်မျိုးနဲ့ကတူးမကြီးရွာရှိစီဆိုင်နဲ့စားတောက်ဆိုင်ကိုလေရင်ဖြစ်စစ်တပ်ကဘုံကျဲချခဲ့ရာကိုဝင်ဆောင်အမျိုးသမီးအပါဝင်တေဆုံသူ10ဦးကျော်လာပြီးထိခိုက်ဒဏ်ရာရရှိသူများပါထပ်မံတေဆုံကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသွားပါသည် ယမန်နေ့စက်တင်ဘာလ26ရက်နေ့နနက်7:00နာရီ38မိနစ်ခန့်တွင်တန်းဆယ်မြို့နယ်ကန်တူးမြွာရှိလူစီကားယာနိုဘယ်စီဆိုင်နဲ့စားတောက်ဆိုင်ကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဘုံကျဲမှုကြောင့်တေဆုံးသူ10ဦးတွေ့ရှိခဲ့ရပြီးယနေ့ထပ်မံ၍ရှင်းလင်းမှုများလှုပ်ဆောင်ရာတွင်တေဆုံးသူများထပ်မံတွေ့ရှိရကြောင်းဒဏ်ရာရရှိသူများအနက်မှလည်းဆေးရုံတွင်တေဆုံးသူများရှိကြောင်းသိရပါသည် ကဒူးမကြီးရွာနိုဘယ်ဆီဆိုင်ပိုင်ရှင်ရဲ့တမီကိုဝင်ဆောင်တွေနဲ့စီဆိုင်ဝန်ထမ်းကားဆရာတွေပါတည်ဆုံးပါတယ်အလောင်းကအခုထက်ထိ10ဦးကျော်လာပြီးဆေးရုံမှာလည်းဒဏ်ရာရရှိသူတွေထပ်ပြီးတည်ဆုံးပါတယ်ဟုဒေတာပြည်သူတဦးကပြောဆိုပါတယ်လက်တလောတန်းဆယ်မြို့ပေါ်တွင်အခြေပြုထားသောစစ်တပ်ကတန်းဆယ်မြို့နယ်တွင်စစ်ကြောင်းထိုးရန်ပြင်ဆင်မှုများမြင်တွေ့နေရကြောင်းဒေတာပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသွားပါတယ်